ဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့တော့စုကငပြောတိကိတ်ကိုမှဖုတ်ဆက်မလို့ပဲနဲ့အလွယ်တကူလုပ်လို့ရတဲ့နည်းလေးကိုလက်မြောက်ပေးတာပါလုပ်ရတဲ့နည်းလေးကအရန်လွယ်ကူပြီးတော့မှကိတ်တားအေးအေးလေးလည်းရပါတယ်လွယ်လွယ်ကူကူလုပ်လို့ရပြီးတော့ပုံပစ္စည်းနည်းနည်းလေးနဲ့ဒီနည်းလမ်းလေးကိုသိကျင်နေဆိုရင်တော့စုရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါအောင်ရှင် ပါပစ္စည်းတွေကတော့ငပြောသည့်နှလုံး၊ကျုံနှလုံးနဲ့အချို့အတွက်တော့တကြားကို80ဂရမ်လောက်သုံးထားပါဗျာ။အထွေထွေသုံးကျုံကို120ဂရမ်ထည့်ပါမယ်။ကဲပြီပြီဆိုရင်တော့ငပြောသည့်နှလုံးကိုအခွန်ခါပြီးတော့မှစရုပ်စလုံးတစ်လုံးနဲ့ကိုထည့်ထားပြီးလိုက်ပါမယ်။ဒီငပြောသည့်လေးကမှဲ့နေရင်တော့ပို့ပြီးတော့ကောင်းပါတယ်။ပြီးပြီဆိုရင်တော့ကျုံနှလုံးကိုလည်းတစ်ခါရေဖောက်ပြီးတော့ထည့်ထားလိုက်ပါမယ်။ငပြောသည့်တွေအားလုံးကိုကြည်ညက်သွားအောင်လို့စုခင်းရင်းလေးနဲ့ခြေထားပြီးလိုက်ပါမယ်။ကျက်ဥတွေအားလုံးကိုလည်းတေချာလေးမှွေထားပြီးလိုက်ပါမယ်။ အားလုံးချိန်ညက်သွားပြီဆိုရင်တော့ကျုံးမွေရန်လေးနဲ့တစ်ခေါက်ပြန်ပြီးတော့မွေထားပြီးလိုက်ပါမယ်။သူ့တဲကိုတကြား80ဂရမ်တစ်ခါရဲ့ထည့်လိုက်ပါမယ်။အချိုကျရင်တော့ပိုထည့်လို့ရပါတယ်။ပြီးရင်တော့နွားတို့ကို90 ml လောက်ထည့်ထားပါတယ်။ဆီကိုတော့ထမင်းစားစွန်းနဲ့သုံးစွန်းထည့်ပါတယ်။ဒီနေရာမှာထောပတ်ထည့်ခြင်းလည်းရပါတယ်။ဒီနော်ဘိုင်းပစ္စည်းရအားလုံးကိုတတိရှိရှာလေးတကြားရီပြောင်းဝင်သွားတဲ့အထိကိုမှွေထားပြီးလိုက်ပါမယ်။ အားလုံးကျင်ညက်သွားပြီဆိုရင်တော့စူရဂျုံကိုစကားလေးနဲ့စစ်ချပေးပါမယ်။ဘေကင်းပေါက်ဒါလေးကိုလက်ဖက်စာဆုံးတစ်စုံမမောက်လောက်ထည့်မယ်။အရသာလေးလေးနဲ့နေရောစားလေးနဲ့ငယ်ထည့်ပြီးတော့စကားလေးနဲ့တိုက်ချတာပြလိုက်ပါမယ်။အခုလိုမျိုးဂျုံမုံတွေကိုစကားလေးနဲ့တိုက်ချတာပြီးတဲ့အခါကျတော့မှုရတဲ့အခါမှာဂျုံတွေကအခဲခဲမဖြစ်နေတော့ဘဲနဲ့မုတ်သားလေးကချွတ်ချွတ်မုံမလေးရပါတယ်။ အားလုံးနှက်ဆက်သွားပြီးတော့မုတ်သားလေးချောချောမွတ်မွတ်လေးဖြစ်သွားတဲ့အထိကိုစူရိုတိတိချာချာလေးမှုပေးရပါမယ်ဒါမှကိတ်သားလေးကကောင်းပါပါဆွေရချန်နယ်ကနေပြီးတော့အခုလိုမျိုးပဲမုတ်လုံနီလေးတွေဟင်းချက်နီလေးတွေကိုစလိုက်တင်မင်းညာဖြစ်လို့စိတ်ဝင်စားရဲဆိုရင်တော့ဆွေရချန်နယ်လေးကို subscribe လုပ်ပြီးတော့အားပေးခဲ့ပါအောင်ရှင်ကဲစူရိုအားလုံးညက်သွားအောင်မှုပေးပြီဆိုလို့ရှိရင်တော့မုတ်ထဲမဲ့ခွက်ထဲကိုထောပက်လေးအနေငယ်တုပ်ပြီးလိုက်ပါမယ်အောက်ကမကက်အောင်လို့ပါပြီးပြီဆိုရင်တော့အစောကတိချာလေးမှုထားတဲ့မုတ်နှစ်လေးတွေကိုလောင်းထည့်ထားပြီးလိုက်ပါမယ် ပြီးရင်တော့စရွေရဲ့ကိတ်ထဲမှာလေခုပေါက်လေးတွေမရှိအောင်လို့ဒီမုတ်ခွက်လေးကိုတစ်ချက်နှစ်ချက်လောက်စောင့်နာပေးလိုက်ပါမယ်။ကဲအလုံးပြပြဆိုလို့ရှိရင်တော့သူ့ကိုပေါင်းစကားပေါ်တင်ပြီးတော့မှမိနစ်40လောက်ပေါင်းထားပေးလိုက်ပါမယ်။စုပြောပြတဲ့အချိုးစားတိုင်းလိုက်ပြီးတော့လှုပ်ရှားကြည့်မယ်ဆိုလို့ရှိရင်တော့စုလိုမျိုးတစ်ပုံစံနဲ့ထွက်မှာပါ။ကဲအခုဆိုလို့ရှိရင်တော့စု45မိနစ်လောက်ပေါင်းထားပေးပြီဆိုတော့ဖွင့်ကြည့်လိုက်ပါမယ်။မုတ်သားကြက်မကြက်ကိုတော့ဒီမုတ်သားလေးတွေကိုတုပ်လေးနဲ့ထိုးကြည့်ပါမယ်။ဒီတုပ်လေးမှာမုတ်အနှစ်လေးတွေကပ်မပါလာတော့ဆိုရင်တော့ဒီမုတ်လေးကကျက်သွားပြီပေါ့နော်။ ဒါဆိုရင်တော့ဆူရိုဂိတ်လေးကိုအေးခံလာလိုက်ပါမယ်။လောကအေးသွားပြီဆိုလို့ရှိရင်တော့ဒီခွက်လေးတွေကနေပြီးတော့ထုတ်လိုက်ပါတော့မယ်။ကဲဒါဆိုလို့ရှိရင်တော့အနံ့မွေးမွေးလေးနဲ့ဂိတ်သားလေးရလည်းဤပြီးတော့အရန်စားလို့ကောင်းတဲ့ငပြောတိဂိတ်လေးကတော့အလွယ်တကူလုပ်လို့ပြီးသွားပါပြီ။အိမ်မှာမဖုတ်ဆက်မရှိတဲ့သူတွေအတွက်ဒီနီလန်းလေးကအရန်အဆင်ပြေလို့စူပါအားလုံးကိုဝင်မြပေးတာပါ။သူ့ရဲ့ဂိတ်သားလေးကဆိုလို့ရှိရင်အထဲကမှလောကဤဖက်ပြီးတော့တော်တော်လေးစားလို့ကောင်းပါရဲ့။ ကဲဒါဆိုရင်တော့ဆူရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းဟင်းချက်နေမလို့နေဗီဒီယိုလေးတွေကိုစလိုက်တင်ပေးဖို့ရှိတာမို့ဆူရဲ့ channel လေးကို subscribe လုပ်ပြီးတော့ပြေခဲ့ပါအောင်ရှင်ဆူရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တော်တော်ရှင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံးဖြတ်ကြပါမယ်ကျေးဇူးပါ